ားလုံးပဲမင်္ဂလာပါရှင်နန်းတစိ Channel မှာကြိုဆိုလိုက်ပါတယ်ရှင်မိုးစေတကတူရဲ့သမှုရိယချစ်ချင်းတန်စင်ဆိုတဲ့စာအုပ်လေးရဲ့အပိုင်း6ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်သမှုရိယချစ်ချင်းတန်စင်အပိုင်း6 ဒီနေ့ပိုင်ရင်ခုန်နေရသည်အိမ်မှာဖေဖေရောမေမေရောမင်္ဂလာဆောင်သွားကြပြီးအိမ်ကကောင်မလေးတွေထမင်းချက်တွေခြံဆောင်တွေကို ပိုင်ကိုစောင့်ကြည့်ဖို့တိုးတိုးတိတ်တိတ်မှာနေကြတာကို ပိုင်ကြားရသည်ဒါပေမဲ့ပိုင်ဒီနေ့လိုအခွင့်အရေးမျိုးနောက်ရနိုင်မည်မထင်သောကြောင့်အပြင်ထွက်နိုင်အောင်ကြိုးစားရလိမ့်မည်အကုန်လုံးထွက်သွားပြီးကလေးကပိုင်ရင်တွေခုံကချွေးပြန်နေ၏မေမေတို့က ဒီနေ့မင်္ဂလာဆောင်နှစ်ခုလောက်ဆက်သွားရမည်လို့တော့ပြောတန်ကြားရပေမဲ့ပိုင်ကြံစီနေရတာနဲ့ကိုကိုသွားတွေ့နိုင်ချိန်နှဲသွားမှလဲစိုးရင်ရသည်မမပိုင်ကော်ဖီရပြီငါမတောက်သေးဘူးအခုခြံထဲမှာဥတည်အောင်ရှိလားရှိပါတယ်မမပိုင်မြကြီးကပိုင်ကိုချစ်တော့ပိုင်ရဲ့ဝေယဝိဆာကိုလှုပ်ပေးရတော့ကောင်းမလေးနောက်ပိုင်ကိုတခြားကောင်းမလေးတွေလိုမမလေးလိုမခေါ်ပဲ မမပိုင်လို့လဲတရင်တနီထူးထူးဆန်းဆန်းခေါ်တတ်သူငါတက်ခွာပန်းလူချင်းလို့သွားခုလိုက်အောင်မယ်ကျမခုခိုင်းလိုက်မယ်လေမမပိုင်နေဘူးတဲ့ထွက်နေရအောင်မယ်ရပါတယ်မြည်ရဲ့ငါနေကောင်းနေပါပြီနေအောင်ကြီးကလူကိုကြမ်းပါစေတဲ့နင်မသိဘူးလားအဲ့ဒါကြောင့်ငါလည်းမြန်မြန်ကြမ်းပါလာအောင်လို့နေအောင်ကြီးတဲ့နည်းနည်းသွားခံမလို့อืมอืมအဲ့ဆိုမမပိုင်စင်းသွားလိုက်ဥတေယုံက channel မှာအမြဲရှိနေရပဲကျမလည်းလိုက်ခဲ့မယ် မလိုက်နဲ့ငါဘီလိုရှင်းထားလိုက်ငါမနဲ့ကအင်ဂျီရွေးရင်ပွားနေပြီညာကြီးကမနေ့ကရှင်းထားသောဘီလိုပြန်ပွားတာကိုအံ့ဩစွာကြည့်ရင်အင်ဂျီတွေ ပြန်ခောက်ကအလုံးရှုံနေတော့သည်ပိုင်တမင်ခုနလေးရမှစိတ်ရှိလက်ရှိဖွားထားတာတော်တော်နဲ့ပြီးမှာမဟုတ် ပိုင်ခြံထဲကိုခက်အေးအေးဆင်းလာတော့ဥတင်ုံကပိုင်နာချက်ချင်းရောက်လို့လာ၏သမီးဘာလို့မလုပ်လဲอืมနည်းနည်းလမ်းလျှောက်ခြင်းလို့ပါ ရှောက်မယ်နော်ဦးတင်အောင်။တမီအခန်းထဲမှာပဲနေရတာညောင်းလာပြီ။အေးအေးတိတ်ကြကြမရှောက်နဲ့။တော်ကြအကူကြီးတို့ငါဆူနေအောင်မယ်။ဟင်။ခြံတကားကလည်းတော့ကြီးတန်းလန်းနဲ့။ပိုင်ဘလို့ကြံစီရပါမလဲ။နင်းစီပင်တွေနားမှာလည်းခြံစီကိုပောက်ကမရှိ။ဒီလိုမျိုးကြပုံနေရိပ်ပင်တွေစက်ကူပန်းပင်တွေကတန်ဆွမ်းခိုင်မာလွန်းလာသည်။တမီဘာရှာတာလဲ။ပိုင်ကုန်း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 မှု ဥတင်အောင်အနားရောက်လာပြန်သည်။အော်ခုနကပိုင်နေမိတာဘာလဲလို့ပြန်ကြည့်နေတာ။တမီစူးရီခြုံတွေနဲ့ချစ်မိနေအောင်မဲ။အဲ့ဒီနာမသွားနဲ့လေ။ပိုင်ဥတင်အောင်စကားကိုဆုံးအောင်နားထောင်မနေတော့ပဲတစ်ပင်ခြုံတွေနားဆက်သွားပြန်သည်။ဥတင်အောင်စေးဘောလိပ်ကြီးဖွာရင်းမောလာပုံရသည်။နောက်မှရက်ကြံခဲကဟိုကြည့်ဒီကြည့်ကြည့်ပြီးစဉ်းစားနေသည်။ဧကန်နစစ်ကူသွားခေါ်တော့မယ်ထင်တယ်။ထင်သည့်အတိုင်း ဥတင်အောင်အိမ်ထဲဝင်သွားတော့ပိုင်ရှင်တွေတတိုင်းတိုင်းခုံကပိုင်ရဲ့လွတ်လပ်ခွင့်နေပါတော့အချိန်လေးကိုအသုံးချရတော့ဤပိုင်မြင်လိုက်ရတော့အပေါက်ကခွေးတူပေါက်ဖြစ်မည်အဲ့ဒီနေရာက အပင်တွေနည်းနည်းပြပြနေဤပိုင်မြ мян မဲလက်နဲ့ထက်ချက်ရသည်စောင်းကြောင်ထိုင်ပြီးဝင်ကြည့်တော့လဲမရပါဒါနဲ့ပိုင်ဝလျားမှောက်ပြီးတွားတွားပြီးထွက်လိုက်ရဤကြည့်ပါဦးငါတကူလုံးဖုန်တွင်နဲ့ပြေးကြံကုန်ပြီကိုမြင်ရင်ရေမလားမသိဘူး ရေရွတ်ကလမ်းမကြီးပေါ်အမြန်ပြေးထွက်လာလိုက်၏။ပိုင်တို့အိမ်ကလမ်းမကြီးဘေးမှရှိနေတာကိုပဲဒီတခါကျင်းနေမိသည်။ဥလီကျမကို34လမ်းပို့ပေးပါ။တက္ကစီသမားကရှက်အင်ဂျီနှင့်ဖုံရွေပေကရက်နေသောပိုင်ကိုအံ့ဩနေသည်။ပို့ပြပါနော်။ဥလီကြိုက်သလောက်တောင်းပေးပါမယ်။ပိုင်ပြောပြောဆိုဆိုနောက်ခန်းတကားဖွင့်ထိုင်ကမြ мян မောင်းခိုင်းတော့ဦးလေးကြီးရောင်ရမ်းကကားကိုစောင့်ထွက်လိုက်သည်မို့ပိုင်နောင်ရိန်ထိုးသွားသည် ကိုရှိနေပါစေလို့ဆုတောင်းခဲ့ရသည့်ပိုင်ဟာ ကို့အခန်းရှေ့ရက်ပြီးအမဲစေထားတတ်တဲ့ကို့ရဲ့အခန်းတကားကို တွန်းဖွင့်ဝင်လိုက်သည်ကိုပိုင်ခေါ်တန်တို့နဲ့အတူ ကိုထရက်ပြီးခိုင်မှာပိုင်ကို့ရင်ခွင်မှာခိုးဝင်ညှိတွေပြီးဖြစ်သည်ပိုင်ရမ်းလွမ်းတာပဲကို ကိုနဲ့ခွဲရတဲ့ခဏအချိန်လေးမှာတော့ပိုင်ခံနိုင်ရင်မရှိတာကိုနဲ့တသက်လုံးသာဝေးရရင် ပိုင်တော့အသေးမှပဲထင်တယ်ကိုငိုနေလေကွာကိုရဲ့ပိုင်လေးကငိုနေတော့ကိုကဘလို့မှမနေနိုင်အောင် ခံစားရတယ်ကိုလည်းပိုင်နဲ့ထက်တူ ချိန်နဲ့မျှလွမ်းနေရပါတယ်ပိုင်ပိုင်ကိုရင်ခွင်နဲ့ဝင်လာမယ့်နေ့ကိုအမြဲတမ်းမျှော်နှင်နေပါတယ်ကြိုးစွနေပါတယ်ပိုင်ကိုကပိုင်ရဲ့မျက်ရည်တွေကိုမှုပွားလက်ကင်ပွားနဲ့တုပ်ပေးပြီးခုံမထိုင်ခိုင်းသည်ပိုင်ကိုခုံမမီရင်ပိုင်ရဲ့ခံစားရတာတွေ စုံစားခဲ့ရတာတွေကိုမမောနိုင်မပန်းနိုင်ပြောတော့တော်သေးရပါပိုင်ရဲ့တော်ကြကိုစီမရောက်ပဲလမ်းမှာပြန်ပေးဆွဲသွားမှဖြင့်ဟုတ်လားအင်းလေညီဝစ်စားထားတဲ့ပစ္စည်းတွေကြည့်ပြီးတက်ပြီးယူခြင်းယူမယူရင်မိဘတွေကြောင်းစုံစမ်းပြီးပြန်ပေးဆွဲမှာပေါ့ဟဲပိုင်အောင်ကြောက်သွားပြီပိုင်ရင်ဘက်လေးကိုဖိရင်ကိုပြောတာကိုတအံ့တော်ဖြစ်နေမိသည်ကိုသည်ပိုင်ရဲ့မတွေးတော့တဲ့ပုံကိုတနာသွားကပိုင်ပခုံးကိုဖက်ရင် ကိုယ့်ရဲ့ပိုင်လေးပါစားမလဲကို့မှာတော့အစင်သင့်ဘာမှမရှိဘူးစိုင်မာတစ်ခုခုသွားစားကြမယ်ကွာရှမ်းခောက်ဆွဲစားမလားအဲ့ဒါပဲစားမယ်ကို ပိုင်ရှမ်းခောက်ဆွဲစားခြင်းနေရကြပြီဟာအငင်းမာလားဒီဧည့်သည်ကလည်းဧည့်သည်မဟုတ်တော့ဘူးကို ကိုယ့်ရဲ့အင်ရှင်မဖြစ်မဲ့သူလေတဲအပြောကောင်းတာပဲကွာကို့ဘဝလည်းဝင်လာရဲ့လို့လားပိုင်အားလုံးကိုဆုံးရှုံးရမှာနော်နောက်ပြီးခုချိန်မှာကို့ဘဝလည်းဝင်မလာစေခြင်းသေးဘူးကွာ ကိုဘာမှအဆင်သင့်မဖြစ်သေးဘူး။ပိုင်ကိုကိုက ပိုင်လေးရဲ့မိဘတွေလောက်မထားနိုင်ပေမဲ့ခဏနေဘဝထဲမှာလည်းမကျင်လည်စီခြင်းလို့ကိုကခက်တွေးတွေးပြောသည်။ပိုင်လဲခုလောလောဆယ်မှာတော့ဘာမှ တွေးမနေခြင်းသေးပဲလက်ကနာယီကိုသာကြည့်ကအချိန်တွက်နေရသည်။ကိုနဲ့တွေ့ရချိန်တွေမှာအချိန်တွေက ကုံလွယ်လွန်းနေပါသည်။ကိုကပိုင်နဲ့ဝေးစဉ်ကအလွမ်းတွေကိုပြောပြသူရေးထားတဲ့ကိုပိုင်တန်စင်တခြင်းတွေဆိုပြနဲ့ ိုင်တို့ရဲ့လှပသောကဘာလေးကိုတိဆောက်ကြသည်ပိုင်းသုံးသမှုဒိယချစ်ချင်းတန်စင်လေကားတစ်လျှောက်ဝုံဝုံတိုင်းတိုင်းပြေးတက်လာသောခြေတံများကိုကြားရစဉ် ပိုင်ပိုင်အံ့ဩထိတ်လန့်လို့မဆုံးခင်မှာပင်ကိုယ့်ရဲ့အခန်းတကားဟာဒိုင်းငနေပွင့်သွားသလိုပိုင်အကိုရီမိဘတွေရဲ့မျက်နှာများအသီးသီးပေါ်လာပြီးပိုင်တမီးလေးပြန်လာခဲ့စမ်းမေမေကပိုင်လက်မောင်းကိုဆွဲခေါ်လိုက်ပြီးစင်မှာခွေးကဆိုတော့အတန်နဲ့ပိုင်ရဲ့အကိုရီကကိုကိုဝိုင်းထိုးကြသည် ကိုတီဟာမလောက်ပါနဲ့ကိုကိုမလောက်ကြပါနဲ့ကိုတီတော့မှာပဲပိုင်ကိုတနာပါ ပိုင်စောက်တရားမရကုကေရမဲ့စွာအော်ပင်မဲ့မိမိလက်ထဲကရုံးမထွက်နိုင်ခဲ့ပါကိုကလထိုင်နဲ့လုံးထွေးပြိုလဲသွားတာကိုကိုကိုတီဟအဆက်မပြတ်လှိမ့်ကန်တာပိုင်အကိုတွေကိုတစ်ချက်မှပြန်မထိုးပဲရှောင်းနေရင်းကပဲအကိုတွေဝိုင်းပြီးတယောက်တစ်ချက်ထိုးတာခံနေရတာကိုမျက်နာမှာသွေးတွေမြင်မကောင်းအောင်ဖုံးလွှမ်းပြီးဖူးယောင်ညိုမဲလာတာအာကိုတီဟကိုသူရမလောက်ကြပါနဲ့တော့ပိုင်ချောင်ဖြစ်တာပါ ိုက်မှာပြည့်ရှိတာပါ ကိုသေးပါပြီတော်ပါတော့ပိုင်မကြည့်ရတော့ဘူးပိုင်စကားမဆုံးခင်မှာကိုဒီဟကန်ထဲလိုက်လို့နေရန်တောက်မှာပြည့်လဲငြိမ်သက်သွားတော့ကိုကိုမြင်ရချိန်ဝဲကိုပိုင်မမစ်လက်ထဲကထွက်သွားပြီးကိုစီကိုပြေးကပွေးလိုက်စင်မှာ ပိုင်ကိုမျက်လုံးတစ်ချက်ဖွင့်ကြည့်ပြီးသတိမေ့သွားတော့ကို့အဖြစ်ကြောင့်ရှင်မဖြစ်ရလေကိုရဲ့ပိုင်ကြောင့်ပိုင်ကြောင့်ကိုသေးပါပြီ ပိုင်ရင်ထဲမှာမခံမရက်နိုင်လောက်အောင်တင်းကျပ်လာကပိုင်ကကိုကိုပွေးလျက်သာပျော့ခွေသွားရသည်ဖြစ်ရလေကွာငါစိတ်မကောင်းလိုက်တာငါကိုမေးတော့ကသူရမေးတာကွာနောက်ပြီးရိုးရိုးပဲထင်တာသူရကပြောတော့ပိုင်ပိုင်နဲ့မင်းကိုအထင်လွဲပြီးဆွတ်ဆွဲနေပြီလို့ပါအခုအเจ้าတိသွားလို့မင်းကိုတောင်းမှန်မို့တဲ့အမေနောက်ပြီးပိုင်ပိုင်ကမကြခင်လက်ထက်တော့မှာပါထဲ့ပြောတော့ငါလဲရောင်မီးပြောမိသွားတယ် ငါလည်းအဲ့လောက်ထိပြဿနာတက်လိမ့်မယ်မထင်ဘူး။ကိုမြိုင်ထွန်းကစိတ်မကောင်းဖြစ်စွာပြောမဆုံးဖြစ်နေသည်။ခိုင်မာကလုံးဝမကျေနပ်ပဲတစ်ချိန်လုံးကြိမ်မောင်းနေတော့သည်။ဟိုဘက်ခန်းကအန်တီကတော့ရက်ဆက်လိုက်ကြတာကွယ်အန်တီမှကြည့်အောင်မကြည့်ရဘူး။ဝင်လည်းမပြောရဘူး။တကယ်ဆိုဒါတရားစွဲလို့တောင်ရတယ်။ဟုတ်တယ်နေယုံ။မင်းဒီလိုငြိမ်ခံမနေနဲ့။ပိုင်ကိုချစ်တာကချစ်တာတခြားပဲကွာမင်းကလည်း ကိုချစ်သူလေးခုဆိုဘလို့များနေရရှာမလဲဆိုတာကိုတွေးမိတိုင်းတနာမိသည်မောင်ခိုင်ပါရဲ့ကောင်းဝလေးကနယုံကိုပွေရင်သူ့ကိုပေါ်အပ်ပြီးမိသွားပုံများအန်တီမျက်ရည်တောင်ကြတယ်ပိုင်းအာတတိမိသွားတယ်ဟုတ်လားကိုနှုတ်ခမ်းကွဲသွားတဲ့ဒံယာကချုပ်ရလို့စကားမပြောနိုင်ဖြစ်နေ၏ဟုတ်တယ်နယုံရဲ့ကားပေါ်အထိသူ့အကိုတယောက်ပွေသွားရတယ်လူတွေမှဝိုင်းနေရပဲ သူ့ကိုယ်တွေကတော့တော်တော်မောက်မပုံရတယ်ကွယ်ဘသူမှအထင်မထင်တဲ့ပုံနဲ့ငါကြားတာကသူတို့နောက်လာတဲ့မှာအမေရိကကို ပိုင်ပိုင်ကိုပါခေါ်သွားမယ်ကြားတယ်။ကိုမြိုင်ထွန်းအပြောကြောင့်ပုံမဝေးသွားရမယ်ကိုတို့အဖြစ်တွေကိုရင်ဆိုင်ရပြန်သည်။ဘယ်ဘွားကဝိတ်ကျွေးများလဲချစ်သူရဲ့ကိုတို့နှစ်ယောက်ကအမြဲတမ်းဝေးသွားခြင်းလဲဝေးသွားတော့မယ်ထင်တယ်။နေယုံတာဖုန်းတွေပါတွေတုံးခြင်းအာမနာနဲ့နော်အန်တီကကူညီဖို့အသင့်မယ် ဖုန်းဆက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စဖြစ်သည်။တော်ယုံတန်ယုံဆိုပိုင်ပိုင်နဲ့ဓာတ်ရိုက်ဆက်သွယ်လို့မရသလိုယောက်ျားအတန်နဲ့ဖုန်းဆိုရင် မရှိဘူးပြောပြတာများသည်။ဘာပဲဖြစ်ဖြစ်လေဆွေးနေကြည်ခွဲနေုံကလွဲရင်ကို့ဘွားကဘာမှမတက်နိုင်တဲ့အခြေအနေပဲ။ချစ်သူလေးကိုလည်းဒုက္ခတွေထပ်မပေးချင်တော့ပါ။နောက်တစ်ခါဒါမျိုးအဖြစ်ဆိုမကြုံရအောင်ပဲကိုကြိုတင်ပြင်ဆင်ရတော့မည်။ပိုင်ပိုင်ကမင်းကိုတော်တော်ချစ်တယ်နော်။ အဆဆရရသူ့တသက်မှာမလုပ်ဘူးတာတောင်စွန့်စားဝင်တယ်။ဟုတ်တယ်ကိုမြိုင်ထွန်းကျွန်တော်တောင်အဆကကောင်းမလေးစိတ်ကူးရင်ပြီးချစ်တာထင်လို့အန်တီတော့ခဏလေးမြင်လိုက်ုံနဲ့တဲ့နေုံတို့နှစ်ယောက်ကိုအယံတနာသွားတယ်။အယံလည်းပေါင်းစီကျင်တာပဲ။ပိုင်ဆိုတဲ့ချစ်သူလေးကကိုကိုအယံချစ်မှန်အားလုံးကထောက်ခံကြတာကြောင့်ကိုပါရီပဲရှင်ဆိုင်ရရှင်ဆိုင်ရကြုံတွေ့ခဲ့ရပေမဲ့အမှတ်မရှိစွာပိုင်ပိုင်ကိုချစ်ရခြင်းအားကျင့်နဲ့ကြည်နူပါသည် ကိုရိုးနှစ်ယောက်နောက်ထပ်တလနီပါ ဝေးသွားကြရပြန်သည် လွမ်းနေုံ ကြေကွဲနေုံကလွဲရင် ကို့ဘွားကဘာမှမတန်နိုင်ခဲ့ပါအခမ်းအနားနေချင်းတွေရဲ့အကဲခတ်မှုလမ်းထဲမှာလူတော်တော်များများရဲ့စူးစမ်းမှုတွေရင်ဆိုင်ရင်တထေးသမီးကိုတွားချိုင်တာကိုဆိုတာမျိုးဒီလိုကောင်မျိုးနဲ့မှမတန်တာခုလိုဖြစ်တာတောင်ကောင်းတယ်ဆိုတာမျိုးတချို့တော်သူများရဲ့တနာပါတယ်ကွာတကယ်အဆွေးဇက်လန်းတပုတ်ပဲ လို့အချစ်ကိုနားလေကြတာမျိုးကိုကြုံတွေ့နေရသည် ကိုနေလို့ထိုင်လို့မရအောင်လွမ်းမိတိုင်းချစ်သူလေးနဲ့ကိုတွဲရိုက်ထားတဲ့ဓာတ်ပုံလေးကိုအထက်ထက်ကြည်ရင်ကြည်ခွဲရ၏ပမိုင်ကိုအမေရိကကအမျိုးရိစီမှာအပီးထားခဲ့မှာဆိုပဲဒီပြန်မခေါ်တော့ဘူးတဲ့ဆိုတော့ကိုမြိုင်ထွန်းရဲ့စကားတွေငြိမ်သက်နာခံယုံမဲကို့မှာခွန်အားရှိတော်သည်ဟိုးဝေးဝေးကကြားနေရတဲ့တချင်းတန်ကကို့အဖြစ်ကိုများစောင်းဆိုနေလေသလား ချစ်သူလေးရောက်ရှိလာခဲ့ခြင်းနဲ့ပြန်လည်ပျောက်ွယ်သွားခြင်းတို့ဟာတိတ်ကွာခြားသွားတယ်ဆိုတာကိုကိုကိုရင်ဆိုင်ရတော့အယံနားလည်ခဲ့ရပြီအရင်ကဝိုင်းကားကောင်းတွေတငယ်ချင်းအချို့တွေကြွေတာဆွေးတာ ခံစားရတာတွေကိုလှောင်နိုင်ခဲ့တဲ့ကိုဟာခုတော့ဝိလယ်မှုတတိကြီးနဲ့ရုံးမထွက်နိုင်တော့ပါ ရေ15ရက်နေ့မှာပိုင်အမေရိကသွားရတော့မယ်မသွားခင်မှာကိုနဲ့တွေ့သွားခြင်း ਨੇ ကိုမျက်နာကိုတဝကြီးကြည့်သွားခြင်း ਨੇ ဖြစ်နိုင်ရင် ကိုလေးရင်ခွင်းမှာပိုင်မြင်နိုင်သောနေရာလေးမှာစောင့်နေပေးပါဘလူပေးလိုက်တာလဲမုံမနဲ့သွန်းနေဒီလောက်အခက်ခဲတွေကြားရတာဗျာပိုင်ပိုင်ကတိတ်ဆွန့်စားလွန်းနေသွန်းနေကတက်ပြင်းတစ်ချက်ချကယခုမှဇက်လန်းဆောင်တိထားရသောမုံမကလည်း အားလုံးရှိတဲ့အထဲမှာသွန်းနှင်းကိုပေးတာသူ့စီမှာနေုံပေးထားတဲ့နိုင်လေးလေးဝဝင်ရုပ်လေးနဲ့ပိုင်ကတိတ်ကြိုက်တာပဲလေအဲ့ဒါသွန်းနှင်းကိုငါတိတ်ချစ်တဲ့နိုင်အရုပ်လေးနှင်းကိုပေးခဲ့မယ်ငါအစားနှင်းအတွက်အဖော်ရတာပေါ့ငါကိုသတိရရင်ဒီနိုင်လေးကိုကြည့်ပြီးအလွမ်းဖြေပေါ့တဲ့အားလုံးကတော့သွန်းနှင်းကို တိတ်ချစ်လို့သူအမျက်နှိုးဆုံးပစ္စည်းကိုပေးရလို့ထင်ကြတယ်နောက်ပြီးသွန်းနှင်းကနေုံတို့ကိစ္စမှမသိတယ်လို့လှုပ်တယ်အမူအရာလဲတိတ်မပြတော့နည်းနည်းယုံကြတယ်လေ စကားရှိကြီးအပြီးမှာ ကိုကောင်းကိုခါရန်ကနေမိသည်ပိုင်ရဲ့ခွဲခွာရကန်ဒီမာမကိုကိုဝေဒနာတွေပေးတယ်လို့လည်းဖြစ်မယ်မင်းကိုယ်တိုင်လည်းပူပြီးဖြေမစဲနိုင်ဖြစ်မယ်ဆိုတာမင်းလေးနားမလည်ဘူးလားကွာမဖြစ်နိုင်ဘူးထင်တယ်သွန်းနေတဲ့မမသူမြင်ရမယ့်နေရာကိုသွားကြည့်နေရင်နှစ်ယောက်စလုံးပူပြီးခံစားရမှာကလွယ်ပြီဒါနဲ့နေပါဦးသူကဒီရုပ်သေးဘလို့ဒီစာကိုထည့်ပေးလိုက်တာလေ ။သူနဲ့ကပိုင်နဲ့ငငယ်ကလေးကပေါင်းလာတော့ပိုင်သဘောဘာသဘောနဲ့ပြောတယ်ဘလို့မျက်နာမူရာပြတယ်။နောက်ပြီးသပင်ကိုလက်နဲ့ဘလို့တတ်တယ်ဆိုတာကစနှစ်ယောက်တင်ကြီးသားရှိကြတယ်လေ။ငငယ်ကစောင်းမွေးပွဲဖြေလို့အဖြေတိုက်ရင်အဲ့ဒီအတိုင်းကိုပြင်ထားတော့သူနဲ့ကချက်ချင်းတည်တာ။အိမ်ထဲရောက်ရောတည်တည်ချာချာရှာရတာပေါ့။ဝဝင်လေးရဲ့လေဘက်ထဲမှာတည်တည်ချာချာကက်ပြီးထည့်ထားတာ။ပိုင်ဆိုတော့ကိုယ့်ရဲ့ချစ်သူလေးခမညာဒီလောက်ထိအပင်ပန်းခံခဲ့ရှာသည်ပဲ။ ဘာပဲဖြစ်ဖြစ်ချစ်သူအလိုကြတွားတွေးဖို့ကိုဆုံးဖြတ်ခြင်းသည် မိုက်မဲတယ်လို့မဆိုတာခဲ့ပါချစ်သူအလိုကြဖြည့်ဆည်းပေးခြင်းသည် နောက်ဆုံးဖြည့်ဆည်းခြင်းလည်းဖြစ်နိုင်သည်ပဲကောင်းပြီလေကျွန်တော်တွားတွေးရမှာပေါ့ဒါနဲ့ flight ကဘယ်ချိန်လဲသွန်းနေတဲ့မုံမကအချိန်နဲ့နေရာကိုတေချာပြောကပြန်ဖို့ပြင်သည်အနာလိုက်တာတငယ်ချင်းတို့ရဲ့ ျွန်တော်တို့နှစ်ယောက်အတွက်ကူညီပေးကြတာကျေးဇူးအရမ်းတင်တယ်။တစ်ချိန်ချိန်မှာပြန်ပေးဆက်ခွင့်ကြုံချင်တယ်။ရပါတယ်။သုံးနှင်းကပိုက်ကိုအရမ်းချစ်တော့ကူညီပေးရမယ်လေ။ကိုယ်တငယ်ချင်းစိတ်ချမ်းသာမယ်ဆိုရင် သုံးနှင်းပျော်ပါပြီ။ကိုနေုံလဲပိုက်ကိုဂရုစိုက်ပါနော်။ကိုတကားဝနာအထီလိုက်ပို့တော့ဟိုဘက်ခန်းကအန်တီကအကဲခန့်နေသည်။အန်တီကအခန်းချင်းကဲ့ရက်မှုဘာပဲဖြစ်ဖြစ် ကိုဆိုးတာကောင်းတာဂရုမစိုက်ပဲတန်ရောစင်ထားတတ်သည်။အန်တီရေ ိုင်ပိုင်တော့အမေရိကသွားတော့မယ်ခုနသူ့အချစ်ဆုံးတငယ်ချင်းလာပြောသွားတာလေကျွန်တော်ကိုလေရင်ခွင်းမှာလာတွေ့စေချင်တယ်လေအေးလီအဲ့ဒါနေုံသဘောပဲပေါ့အန်တီကတော့မင်းတို့ကွဲကွာသွားရတာကိုစိတ်မကောင်းဘူးဘာမှဆက်လက်ဖန်တီးပြင်ဆင်လို့မရတဲ့ဘဝကြီးမှာကို့မိန်ကလေးဖန်တီးတော့ကြေကွဲရမယ့်အဖြစ်ကိုရင်ဆိုင်ဖို့ပဲရှိတော်သည်ကိုရှိကကိုမြိုင်ထွန်းတဲ့မုံမကိုငေးရင် ကိုရဲ့အနာဂတ်အတွက်လှပလာပြီဆိုတာ ကိုကောင်မလေးကိုပြေးပြောခြင်းလာရသည်ယခုဆိုလျင်ကိုတချင်းတွေတော်တော်များများကိုနမဲကြီးဆိုတော်တွေကဝယ်သုံးကြသလိုကိုတိုင်လဲတီဗီကြောညာနောက်ခံတချင်းတွေတည်ဆူနေရပြီနေုံဘလို့သဘောရလဲဒီဇိုင်းတွေကြိုက်ရလားကြိုက်ရင်ကြောညာဖို့စချတော့မယ်ကြိုက်ပါတယ်မမဒီဇိုင်းကလည်းငါလိုချင်တာနဲ့ကွက်တီပဲအေးဒါဆိုရင်ဒီတစ်ပတ်အတွင်းမှာပဲကြောညာဖို့တင်ဖို့စီစဉ်လိုက်ကြရအောင်တီဗီကြောညာလဲအဆင်ပြေကလာကက်နဲ့ ဝါရှိလည်းအဆင်ပြေဟောခုကျကြောင်ညာဘုကအစအဆင်ပြေပြီနေုံကန်ကောင်းပါပါဒီနေ့ရိုက်လို့ပြီးသွားတော့တီဗီကြောင်ညာသည်လဲကိုမြိုင်ထွန်းကျေးဇူးကြောင့်အဆင်တန်းမိလာသည်ကိုဝိုင်းကကောင်တွေကလည်းကိုရဲ့ပထမဆုံးခွေမပညာစွမ်းအကုန်သုံးကတီးခွင်ရလို့အားလုံးကျေနပ်နေရသည်ကိုလည်းပိုင်လေးလဲပျော်ရွှင်နေရှာတော့မှာကို တွေ့ရင်သတိရသွားပြန်သည်ဟေ့ကောင်မင်းမျက်နှာကြီးကခုချက်ချင်းပဲပိုင်ပိုင်ကိုသတိရသွားတဲ့ပုံပဲ။ ပြောပြချင်တာအထင်းသားပေါ်နေတယ်။ခိုင်မာကစလိုက်တော့မုံမနဲ့ကိုမြိုင်ထွန်းပါဝင်ကြံတဲ့ကောင်တွေကပါဝိုင်းဟာကြသည်။ကိုရဲ့ပိုင်လေးကိုကိုကတိတ်ချင်မှန်းအားလုံးကတောင်သိနေကြပြီ။သူတို့ရေမောနေစင်မှာပင်စိုင်ထဲကိုသူရဝင်လာပြီ။မုံမုံနေ့ကိုမင်းစရာရှိလို့ပိုင်ပိုင်ရဲ့ဘန်စင်းဘန်ကောက်ထဲမှာငွေတော်တော်များများယော့နေတယ်။နင်းနင်းပါပါယော့လာတော့ကငါတို့ကဂူးမဆိုင်ဘူး။အခုဟာကတိတ်နေချီယော့နေတာဆိုတော့ နယုံရဲ့စီရီခွေနဲ့ပဲဆိုင်မလားစဉ်းစားမိတယ်။သူ့ရဲ့ VCD ဆိုင်ကယင်းဒီအလုံးကသူ့မိဘတွေထုတ်ပေးတာဆိုတော့သူ့ဟာသူဘာမှကုံစရာအကြောင်းမရှိဘူး။မိပိုင်ကနယုံကိုတိတ်ချစ်တာဆိုတော့နယုံစီရီအတွက်ကုံမှုပဲရှိတယ်။အဲ့ဒါဘလို့ရှင်းမလဲနယုံ။ပိုင်ပိုင်ရဲ့ဆုံးရှုံးသွားတဲ့ငွေတွေကိုမင်းဘလို့ပေးဆက်မလဲ။မင်းဘလို့ကောင်စားလဲ။မင်းကလေးတယောက်ရဲ့ငွေတွေနဲ့စီရီထုတ်ရဲတယ်။မင်းကပိုင်ပိုင်ကိုချစ်ဟန်ဆောင်ပြီးပိုင်ပိုင်ငွေတွေကိုပိုင်ပိုင်ရဲ့ပကာသနာတွေကိုမတ်မော်ပြီးရချိုင်တာကို။ တော်လဲတော်ပါပေတယ်။နေုံသည်မခံမရက်နိုင်အောင်ဒေါသထွက်လာပြီးသူရကိုဆွဲထိုးမိမလို့ဖြစ်သွားသည်။မုံမကလည်းတော်ပါတော့ကိုသူရဒီကိစ္စအားလုံးကမုံမွန်တယောက်ထဲနဲ့ပဲဆိုင်နေ။နေုံဘာမှမသိဘူး။နေုံနဲ့ဘာမှမဆိုင်ဘူး။ဒီလောက်ထိမပြောပါနဲ့။နေုံရဲ့တိတ်ခါကိုစော်ကားရရောက်တယ်။ဒီကိစ္စကိုငါလုံးဝမသိဘူးခေကောင်သူရဒီ series ကိုပိုင်ပိုင်ပတ်စံနဲ့ထုတ်တာဆိုတာမှန်ရဲ့အခုအစားပြီးဘာမှဆက်မလုပ်တော့ဘူးခွေလည်းမထုတ်တော့ဘူး ငါတိတ်ချက်တိတ်မြတ်နေတဲ့ဒီလောကကိုလုံးဝဆွတ်လွတ်လိုက်မဟိကပိုင်ပိုင်ရဲ့ငွေတွေကိုမဖြစ်ဖြစ်တဲ့အနေနဲ့ရအောင်ဆက်မယ်ဒီတော်အတွင်းမှာအေးပိုင်ပိုင်ငွေတွေကိုမဆက်နိုင်သေးတဲ့အတော်အတွင်းမှာပိုင်ပိုင်နဲ့လုံးဝမပတ်သက်စေရဘူးဂတိပေးတယ်ဟိကအေးမင်းဂတိတည်ပါစေနေယုံငါလဲတကယ်တော်တဲ့ဂီတသမားတယောက်ပျောက်ကွယ်သွားရမှာကိုစိတ်မကောင်းပါဘူးသူရကပြောချင်တာပြောပြီးချက်ချင်းဆိုင်ထဲကထွက်သွားသည် မုံမကမျက်နှာငယ်လေးနဲ့နေုံကို တောင်းမှန်တယ်လို့ကြည်သည်ကိုမြိုင်ထွန်းကနေုံအရန်စိတ်နာသွားမှန်းသိလို့နေုံကျွန်တော်တို့ကပိုင်ပိုင်ကို ပြောပါတယ်နေုံတစ်ချိန်ချိန်ကြာရင်သိသွားရင်မကောင်းဘူးအမှန်တိုင်းပြောလိုက်တာကောင်းမယ်ဒီလိုလောက်တာသူ့ကိုစေတနာထားပေမဲ့လိန်ထားရကြတယ်လို့ပိုင်ပိုင်ကိုမုံမုံရောသွန်းနဲ့မှဝိုင်းဖြောင်းဖြပါတယ်ဒါပေမဲ့သူကလက်မခံဘူးသူ့ရဲ့ငွေနဲ့ထုတ်တယ်ဆိုရင်နေုံကကျင်းသေးပေါက်လက်ခံမှာမဟုတ်ဘူးတဲ့သူကနေုံကိုတော်တော်ချစ်လို့ဒီလိုလောက်တာပါ ပိုင်ပိုင်ငွေတွေကြီးပဲမဟုတ်ပါဘူး။ကျွန်တော်မွန်မွန်နဲ့တွန်းနှင်းတို့ရဲ့ငွေတွေပါချိုးကြပါပါတယ်။ရှယ်ယာသဘောမျိုးပေါ့။နေုံစိတ်ချပါ။ဒီခွေတွေအောင်မြင်ပါပါ။ပိုင်ပိုင်ငွေတွေမဟုတ်ပဲ။အားလုံးဘသူမှ ဆုံးရှုံးမှာမဟုတ်ပါဘူး။ဒီငွေရဲ့အကျိုးမြတ်ပေါ်မူတည်ပြီးရာဂိုင်နှုံးနဲ့ရကြအောင်ပါပါ။အလုပ်တစ်ခုလုပ်တဲ့သဘောပေါ့။နေုံမျက်နာကတော့ကြောက်စရာကောင်းတော့အောင်ညရဲ့တင်းမှာခက်ထန်လာပြီ။ဒါဖြင့်ဒီခွေကဘလောက်အရင်းကြီးကုန်လဲ။ နောက်ခွေတွေပါဝင်มาပြောနော်ကိုမြိုင်ထွန်းကနေုံအမူအရာကိုလန့်တယ်လို့ဖြင့်စီရီလောကမှာနေတဲ့သူပဲစီရီတခွေထုံးရင်ဘလောက်ကုန်နေဆိုတာနေုံလဲတည်ပါတယ်တိန်ကွက်လက်ဝင်းကျင်လောက်တုံးထားတယ်နောက်ခွေတွေလည်းအဲ့ဒီဝင်းကျင်လောက်ပဲကုန်တယ်နေုံဒီလောက်ဒေါသမဖြစ်ပါနဲ့ဒေါသလည်းမကြီးပါနဲ့နေုံကိုယုံလို့လောက်တာပဲအခွေကလည်းကျွန်တော်စိတ်ထင်ပြောရရင်တော့ကျင်းသေးမြက်ကူမြက်မှာပါမဟုတ်ဘူးကိုမြိုင်ထွန်း ဒါကျွန်တော်ကိုဝိုင်းလိန်ကြတာပဲအချစ်ဆုံးချစ်သူနဲ့အချစ်ဆုံးတငယ်ချင်းတွေဖြစ်ပြီးကျွန်တော်တိတ်ခါကျွန်တော်မာနာကိုဝိုင်းစော်ကားလိုက်တာပဲကျွန်တော်ပိုင်မိုက်ကိုချစ်ခဲ့တာပိုင်မိုက်ရဲ့စည်းစိမ်ဥစ္စာတွေကိုမတ်မောလို့လို့ပြောခံရမှာတိတ်ဆိုးရင်ခဲ့တယ်အခုတော့လူတွေကကျွန်တော်ကိုဘာပြောကြမလဲပိုင်မိုက်ရဲ့ငွေတွေကိုအုံချပြီးကျွန်တော်ကအောင်မြင်မှုကိုရယူတယ်ကျွန်တော်ကပိုင်ပိုင်ကိုလှေကလေးလိုနင်းတက်တယ်ပိုင်ပိုင်ကြောင့်နေုံဖြစ်လာရတယ်ဆိုတဲ့ဒဏ်တွေကိုကျွန်တော်မခံနိုင်ဘူးကျွန်တော်အရေးချင်းနဲ့ပဲအောင်မြင်ခြင်းခဲ့တာ တနေ့မဟုတ်တနေ့ကျွန်တော်စူးစမ်းမှုနဲ့ကျွန်တော်အရေးချင်းတွေနဲ့ကျွန်တော်လိုချင်တဲ့အခြေအနေတခုတော့ရောက်မှာပဲအခုတော့ဘယ်မှာလဲကြည်စမ်းကျွန်တော်တိတ်ခါတွေကျွန်တော်မာနာတွေဘယ်မှာလဲညောင်းနဲ့ရောက်သွားပြီကျွန်တော်ဘဝဆုပ်ပြတ်သက်သွားပြီကျွန်တော်ပိုင်ပိုင်ငွေတွေနဲ့ရလာတဲ့အောင်မြင်မှုကိုဘယ်တော့မှမတားရဘူးမမတ်မောဘူးကျွန်တော်တိတ်ရက်တယ်ကျွန်တော်ပတ်ဝန်းကျင်မှာဘလို့မျက်နှာသွားပြရမလဲကျွန်တော်ကကျွန်တော်အမှုပညာကိုကြိုက်လို့ကိုမြိုင်ထုံးတို့ထုတ်တယ်ထင်ထားတာအခုတော့သွားပါပြီ ဒီနေရာမှာကျွန်တော်အတွက် နေစရာမရှိတော့ဘူးဒီ series အောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေပိုင်ပိုင်ငွေတွေနဲ့အားလုံးရဲ့ငွေတွေကိုမရရအောင်ပြန်ဆက်မယ်ကျွန်တော်မှာဘာမှမရှိပေမဲ့ဘသူမှလိုက်မမိတဲ့မာနရှိတယ်နှုတ်ဆက်တဲ့ကိုမြိုင်ထွန်းကျွန်တော်အချိန်တော်တော်ကြာကြာလေးပျောက်နေအောင်မယ်ဒါပေမဲ့ပိုင်ပိုင်ကိုပြောလိုက်ပါကျွန်တော်ကိုစောင့်နေပါလို့ပိုင်ပိုင်ငွေတွေကိုကျွန်တော်တစ်ချိန်ချိန်မှာမဖြစ်ဖြစ်တဲ့နည်းနဲ့ပြန်ဆက်မယ်လို့သွားမယ်ကိုမြိုင်ထွန်းမုံမရောပဲ။ နေုံသူ့ရဲ့ခန်းစားချက်တွေကိုပောက်ကွဲပြောဆိုပြီးဆိုင်ထဲကထွက်သွားသည်မွန်မွန်ကတော့ဝမ်းနဲ့ကြံရမရစွာမျက်ရည်ကျနေပြီး ကိုမြိုင်ထွန်းကတော့နေုံခဏလေးနေပါဦးကျွန်တော်ရှင်းပြပြစီဦးခဏလေးနေပါဦးလမ်းခေါ်တန်းကိုနားမထောင်တော့သူအိမ်တို့အမြန်စီစဉ်ကစီစဉ်စရာများမြန်မြန်စီစဉ်ခဲ့ပြီးအမြန်ပြန်ကစီစဉ်ပြီးအသင့်ရှိနေသောငွေတို့ကိုယူကရငုံမြေကိုစွန့်ခွာလာခဲ့သည် ရှင်စာအုပ်လေးဒီမှာပဲခေတ္တခဏရှင်းနာလိုက်ပြရစီနော်နောက်ဆက်အားပေးကြတဲ့အားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်ကျမ်းမာပေးခြင်းကြပါစီ